မင်္ဂလာညချမ်းပါရှင်။ဇွန်လ16ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရဲ့ထုံးလင်းတင်ဆက်ပေးပါမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ပြရင်းရွှေစည်းကွက်တွင်လေးပတ်ကားတွေကြောင့်နမည်ပြက်နေပြီးလေးပတ်ကားရောင်းဝယ်သူတွေကိုခေါ်ယူစစ်ဆေးတာတွေရှိနေတယ်လို့ရန်ကုန်တိုင်းရွှေတင်ဥက္ကဋ္ဌပြောကြားခဲ့တဲ့သတင်း။မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့အီသီယိုးပီးယားနိုင်ငံသား53ဦးကိုထပ်မံလွှဲပြောင်းပေးရခဲ့တဲ့သတင်း။အမေရိကန်နဲ့ အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုပြစ်မှတ်ထားပါကနောက်ဆက်တွဲအကျိုးဆက်ဟာအလွန်ဆိုးရလိမ့်မယ်လို့အမေရိကန်ကအီရန်ကိုသတိပေးခဲ့တဲ့တဲ့။အိုမန်မှာပြုလုပ်မဲ့အမေရိကန်အီရန်နျူကလ িয়ার ဆွေးနွေးပွဲကိုဖျက်သိမ်းခဲ့တဲ့တဲ့နဲ့အသက်အရွယ်ရလာတဲ့ဟာရီကိန်းကိုဖိုင်မြင့်နဲ့အတင်းနေရာပြောင်းကစားစီပွဲရှိရဲဆိုတဲ့တဲ့အဆရှိရဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့ပြရင်းရွှေစည်းကွက်အတွင်းလေပတ်ကားရီကြောင့်နာမည်ပြက်နေပြီး လေပတ်ကားရောင်းဝယ်သူတွေကိုခေါ်ယူစစ်ဆေးတာတွေရှိနေတယ်လို့ရန်ကုန်တိုင်းရွှေအသင်းဥက္ကဋ္ဌပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ရင်းရွှေစည်းကအတွင်းလေပတ်ကားတွေကြောင့်နာမည်ပြတ်နေပြီးလေပတ်ကားရောင်းဝယ်သူတွေကိုခေါ်ယူစစ်ဆေးတာတွေရှိနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါရတယ်။ ဇွန်14ရက်ကပြုတ်လုတဲ့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးမှပြုတ်လုတဲ့ရွှေစင်းနှုံရွှေစည်းကွက်တည်ငြိမ်စေရေးနဲ့မေလလပတ်ငွေစည်ရင်ရှင်းလင်းအတည်ပြုခြင်းအစီအစဉ်မှာရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးကထောင်ဦးမျိုးမြင့်ကအခုလိုပြောကြားခဲ့တာပါဒီဘက်ကရောင်းဝယ်တာကြောင့်တော်တော်များများခေါ်ယူစစ်ဆေးနေတာတွေရှိပါတယ်။ရွှေဆိုင်တော်တော်များများကတော့ပေါင်ချနဲ့သွားတယ်။ဒစိမ့်တွေနဲ့သွားကြတော့ပြဿနာမရှိပါဘူး။လေပတ်ကားတွေကြတော့သူ့ဝိုင်းနဲ့သူသွားတဲ့အတွက် သူ့ဝိုင်းထဲမှာပဲမရောနိုင်ဘူးအဲ့တော့ရရမဲ့သူကမြားတဲ့အခါကျတော့တိုင်နာတွေရှိတယ်တိုင်တဲ့အခါမှာခေါ်ယူစစ်စစ်အေးယူတာတွေရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါရယ်ဒီလိုတိုင်ကြောင်းမှုတွေကြောင့်ခေါ်ယူစစ်စစ်အေးယူမှု၃ချိန်အထိရှိခဲ့ပြီးအေးယူမှုတွေလည်းရှိခဲ့ကြောင်းလေပတ်ကားတွေကြောင့်ရွှေဈေးကွက်နမည်ပြက်နေတာဖြစ်ကြောင်း၎င်းကဆက်လက်ပြောပါရယ်အထူးကကတော့ဒီလေပတ်ကားကြောင့်ရွှေလောကကနမည်ပြက်နေတာပါအခုတတိယအကြိမ်မှာလည်းခေါ်ယူစစ်စစ်တာတွေရှိပါရယ် လက်ရှိလဲခေါ်ယူစစ်ဆေးတာရှိပါတယ်။ကြံတဲ့သူတွေစည်ရင်ထဲမှာရှိတဲ့သူတွေကိုလည်းစောင့်ကြည့်နေတာတွေရှိပါတယ်။တရားရုံးရောက်ရင်တသက်အထောက်ထားခိုင်လုံတဲ့အထောက်ထားရအောင်စောင့်ကြည့်နေတာတွေရှိပါတယ်လို့ဦးမျိုးမြင့်ကဆက်ပြောပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လန်ကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့အီသီယိုးပီးယားနိုင်ငံသား53ဦးကိုထပ်မံလွှဲပြောင်းပေးအပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွင်းကိုနေဆက်လန်ကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့ အီသီယိုးပီးယားနိုင်ငံသား၄၃ကိုထပ်မံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။ဇွန်၉ရက်မှာအွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုလှုံ့ဆော်နေကြသူတွေပအဝင်ပတ်သက်သူတွေနဲ့နောက်ွယ်ကနေကြိုးကင်မှုတွေမှာဆက်ဆက်ပအဝင်ခဲ့ကြတဲ့အီသီယိုးပီးယားနိုင်ငံသား၄၃ကို မြန်မာထိုင်းအမတ်နှင့်ချစ်ချည်ရေးတရားကနေတဆင့်သက်ဆိုင်ရာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ချည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးဥပဒေလုံထုံးလုံနည်းတွေနဲ့အညီထပ်မံပြင်းနဲ့လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေစွန်9ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9134ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကအဲ့ဒီအနက်က1852ဦးကိုထိုင်းနိုင်ငံကနေတဆင့် တပ်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးခဲ့ပြီးကြံရှိတဲ့ပြည်ပနိုင်ငံသား363ကိုတပ်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ American နဲ့ American ရဲ့အကျိုးစီးပွားတွေကိုပြစ်မှတ်ထားတာကနောက်ဆက်တွဲအကျိုးဆက်ဟာအလွန်ဆိုးရွားနိုင်မယ်လို့ အမေရိကန်ကအီရန်ကိုသတိပေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နဲ့အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုပြတ်မှတ်ထားပါကနောက်ဆက်တွဲအကျိုးဆက်ဟာအလွန်ဆိုးရွားလိမ့်မယ်လို့အမေရိကန်နိုင်ငံသားယူဝင်ကြီးဌာနရဲ့နိုင်ငံတကာအဖွဲ့အစည်းရေးရာဖြိုရိုရဲ့ပြောရေးဆိုခွင့်ရှိသူမက်ကွိုင်းပစ်ကဇွန်လ23ရက်ကပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ကြားအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာကုလသမဂ္ဂလူ့ကျိုးရေးကောင်စီရဲ့အရေးပေါ်အစည်းအဝေးမှာပစ်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ် ကျွန်တော်ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ဒေတာရင်းမှာရှိတဲ့အမေရိကန်နိုင်ငံသားတွေ၊အမေရိကန်စစ်စခန်းတွေ၊ဒါမှမဟုတ်အမေရိကန်ရဲ့အခြေခံအဆောက်အအုံတွေကိုဖယ်အစိုးရဖယ်အဖွဲ့အစည်း၊ဒါမှမဟုတ်ဘလိုပဲအမိခေါ်ကင်းတဲ့သူတွေကမှပြတ်မှတ်မထားသင့်ပါဘူးလို့ပစ်ကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းအကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ဆန္ဒရှိနေပြီးအီရန်ကိုနျူကလ িয়ার သဘောတူညီချက်ရယူစေလိုကြောင်း၎င်းကဆိုပါတယ်။အီရန်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်အောင်စိတ်ချထင်ကြစေဖို့နဲ့ အရှိလေပိုင်းအတွက်ချင်းချောက်မှုမဖြစ်စေဖို့အမေရိကန်ကတန်တမန်နီလက်နဲ့ဆက်ပြီးကြိုးပမ်းသွားမှာပါ။အီရန်ခေါင်းဆောင်တွေအနေနဲ့အခုချိန်မှာအသိဉာဏ်ရှိရှိနဲ့ဆွေးနွေးသွားပါလိမ့်မယ်လို့ပစ်ကပြောကြားခဲ့ပါတယ်။အီဇရီးနဲ့အီရန်ကြားတင်းမာမှုတွေကိုရှော့ချဖို့နဲ့တစ်ဖက်နဲ့တစ်ဖက်အပြန်လဲတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ကုလသမဂ္ဂတွေ့ရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတိုက်တွန်းခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကလည်းဇွန်23ရက်ကအီဇရီးအီရန်ခေါင်းဆောင်တွေနဲ့တီးခြားစီဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး ်တင်းမာမှုတွေကိုရှော့ချဖို့တိုက်တွန်းခဲ့တယ်လို့ AP သတင်းမှာဖော်ပြခဲ့ပါတယ်။အိုမန်မှာပြစ်လို့မယ်။အမေရိကန်အီရန်နျူကလ িয়ার ဆွေးနွေးပွဲကိုဖျက်သိမ်းခဲ့တဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အခုသတင်းပတ်တွေပြစ်လို့ဖို့အစီအစဉ်ထားတဲ့အီရန်နဲ့အမေရိကန်ကြား6ချိန်မြောက်နျူကလ িয়ার ဆွေးနွေးမှုတွေကိုဖျက်သိမ်းလိုက်တယ်လို့ဂျောင်းဝင်စည်းဆက်ပြီးတဲ့အိုမန်နိုင်ငံကဆွန်ဆလီရက်ကပြောကြားခဲ့ပါတယ်။ အီရန်နဲ့အီဇရေးတို့ဟာအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာအခုလိုဆွေးနွေးပွဲဖြတ်သိမ်းလိုက်တာဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စီမံကိန်းအပေါ်ဆွေးနွေးမှုတွေဟာဧပြီလမှာစတင်ခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့တန်ကင်းတမန်ကင်းအရာဆွေးနွေးမှုမအောင်မြန်မာကစီရင်အရာတုံ့ပြန်သွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်။တမန်စကတ်မျိုးတော်မှာဇွန်15ရက်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့အီရန်အမေရိကန်ဆွေးနွေးပွဲတွေကိုကျင်းပပြစ်တော့မှာမဟုတ်ပါဘူးလို့အိုမန်နိုင်ငံသားကြီးဝင်ကြီး ဘာသာ L ဖူဆိုင်တီကလူမှုမီဒီယာ S မှာရေးသားခဲ့ပါတယ်။တန်ကင်းတမန်ကင်းနဲ့တွေးဆောင်ဆွေးနွေးရေးဟာထာဝရငြိမ်းချမ်းရေးအတွက်တခရီးသောလမ်းကြောင်းဖြစ်ပါတယ်လို့၎င်းကထပ်မံပြောကြားခဲ့ပါတယ်။ American, Israel နဲ့တခြားအနောက်နိုင်ငံတွေကအီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကြိုးပမ်းနေကြောင်းကာလကြာရှည်ဆွဆွဲထားပြီးအီရန်ကဒီဆွဆွဲချက်တွေကိုညှင်းဆို့ထားပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့အသက်အရွယ်ရလာတဲ့ဟာရီကိန်းကိုဘိုင်ယန်မြို့နဲ့အတင်း နေရပြောင်းကစားစီပွဲရှိတယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဘိုင်မြူနစ်အသင်းကအသက်အရွယ်ရလာတဲ့အင်္ဂလန်တိုက်စင်မိုးဟာရီကိန်းကို နေရပြောင်းကစားစီပွဲရှိတယ်လို့ဘိုင်းကသတင်းဖော်ပြခဲ့ပါဗျ။ ဟာရီကိန်းကပိုင်းမြင်းနဲ့အတင်းမှာ200တီပေါင်း62ဘွဲကစားပြီး82ကိုသွင်းယူပေးထားသူပါတိုက်စင်မြအုံးမှာခြေစွမ်းပြနေစေဖြစ်ပေမဲ့လာမယ့်ဇူလိုင်လမှာအသက်32နှစ်ပြည့်တော်မှာဖြစ်လို့ဘိုင်မြင်းနဲ့အတင်းတောင်းရင်ရှိသူတွေကအပြောင်းလဲပြုတ်လုချင်နေတာဖြစ်တယ်လို့သိရပါဗယ်ဘိုင်မြင်းနဲ့အတင်းကလိုက်ပ်စစ်အတင်းကစလိုဗေးနီးယားတိုက်စင်မိုးရှက်ကိုကိုခေါ်ယူပြီးဟာရီကိန်းကိုနံပါတ်10ရိုးမှာပြောင်းလဲကစားစီလိုတာဖြစ်တယ်လို့ဘိုင်းကဖော်ပြခဲ့ပါတယ်။ရှက်ကိုကိုလက်ရှိအချိန်မှာအာဆင်နယ်အသင်းကလည်းခေါ်ယူဖို့ကြိုးပမ်းနေပြီးလိုက်ပ်စစ်အသင်းက ပေါင်85တန်ဝင်းကျင်နဲ့ရောင်းထုတ်ဖွယ်ရှိတယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့ည8:00ညပိုင်းသတင်းတွေကိုဒိုင်းရိုက်ထုတ်လင်းတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။တာယာအေဂျင့်နဲ့ညချမ်းလေးဖြစ်ပါစေ။